င်ဂျင်မရှင်များအားလုံးပဲမင်္ဂလာပါဗျာနော်အားမဲ့ကျွန်တော်တို့19ချိန်အတွက်ဒီနေ့မှာတော့ကျွန်တော်လုံးပိုင်လေးပေါ့နော်အာလုံးပိုင်လေးဒီမှာခြားတတ်ပြီးမှဖြစ်ပါတယ်နော်โอเคနိုင်ငံချင်းတော့ဒါကြိုက်မှယူသုံးပေါ့နော်မူလေးကကျွန်တော်တို့ဒီအဝါတော့တော့ရှိပြီပေါ့နော်အဲ3ကတ်နော်3ကတ်ဆိုတော့4ကတ်မြောက်တော့တော့ဖြစ်မယ်ဗျာနော်ကျွန်တော်တို့ဒီမှာရှိတဲ့3ပေါ့နော်ပြီးရင်ဒီမှာ6နော်ပြီးရင်ဒီမှာ9ပေါ့နော် အာဒီလိုသုံးလုံးပေါင်းခြင်းဒီတဲ့ပေါင်းခြင်း3ညပေါ့နော်3 8ဆိုတော့ပေါင်းခြင်းဒီကျွန်တော်တို့3ညနော်3ည3ညပါဝါ5ဆိုပြီးတော့ပေါ့နော်ဒီလိုလေးယူပါမယ်3ညပါဝါ5နော်3ည5ဒီကျွန်တော်တို့လုံးပိုင်းနဲ့နော်လုံးပိုင်းဆိုတော့ကျွန်တော်ဒီမှာ3 5 2ဆိုပြီးမှာနော်ထွက်သွားတယ်ကျွန်တော်တို့5ဒီလုံးပိုင်းပေါ့နော်အောက်ကိုစစ်ကြည့်မယ်ပေါ့နော်ဒုတိယတပ်ပင်မှာ2 နော်ဒီမှာကနံပါတ်9ဒီမှာကကျွန်တော်တို့နံပါတ်6ဆိုပြီးတော့တွေ့ရနော်ဒါဆိုရင်ကျွန်တော်တို့296နော်296ဒီပေါင်းချင်းခွန်ဖြစ်တယ်ပေါ့နော်ခွန်ခွန်ခွန်ပါဝါဒီနံပါတ်1ပေါ့နော်ခွန်နှစ်လုံးပိုင်းမှာကျွန်တော်တို့3နှစ်4ဆိုပြီးတော့ဒီမှာထွက်ပေးထားတယ်နော်3နှစ်4ဆိုတော့ဒီနှစ်ဒီကျွန်တော်တို့လုံးပိုင်းဝင်သွားတယ်ပေါ့နော်โอเคတတိယပင်ကိုတော့ကြည့်မယ်ပေါ့နော်တတိယပင်မှာကျွန်တော်တို့ဒီမှာက10ပေါ့နော် ကျွန်တော်ဒီပေါ်မှာကကျွန်တော်တို့9ရှိပါတယ်เนาะဒီရောက်မှာကကျွန်တော်တို့9ပေါ့เนาะဒါဆိုရင်ကျွန်တော်တို့8 9 9ပေါ့เนาะ9 9ဒီ38နဲ့ပေါင်းရင်ပေါင်းခြင်းနံပါတ်ဒီ8เนาะ8 8ပါဝါဒီ3ပေါ့เนาะ8 3ဆိုပြီးတော့เนาะလုံးပိုင်းကကျွန်တော်တို့ဒီမှာဘာထွက်သွားလဲဆိုရင်3 5 6เนาะ3 5 6ဆိုပြီးတော့ကျွန်တော်တို့ထွက်သွားတယ်เนาะ3 5 6လို့ထွက်သွားတဲ့အတွက်ကျွန်တော်ဒီ3ဒီလုံးပိုင်း နော်ဒုံဒီလုံးပိုင်းပေါ့နော်ဒါဆိုရင်ဒီတို့ချင်းအတွက်ကျွန်တော်တို့ဒီမှာကြည့်မယ်ပေါ့နော်ကိုဒီမှာက၄เนาะဒီမှာကကျွန်တော်တို့၈เนาะ၉၄၈เนาะ၉၄၈ကိုကျွန်တော်တို့ဒီမှာပေါင်းလိုက်တဲ့အခါမှာเนาะ၉၄ဒီ၃ရှင်းနဲ့ပေါင်းရင်၁เนาะ၁တက်ပါဝါ6เนาะဒီကောင်ဒီဒီနေရာမှာကျွန်တော်တို့ပါလာမလဲလုံးပိုင်းအနေနဲ့ကျွန်တော်တို့လာမှာဖြစ်ပါတယ်เนาะလုံးပိုင်းအနေနဲ့လာမှာဆိုတော့ နောက်ထပ်ကျွန်တော်ဝမ်းကျင်းလေးပါတခါတယ်ပြလိုက်ကောင်းမလားမသိဘူးပေါ့နော်တစ်ချောက်ဒါလုံးပိုင်ပေါ့နော်လုံးပိုင်โอเคအဲဒါဝမ်းကျင်းနဲ့လုံးပိုင်နဲ့ဒီကောင်တော့တွဲရည်လေးပြလိုက်တာပူအဆင်ပြေမယ်ထင်တယ်ပေါ့နော်โอเคဒီမှာဆိုရင်ကျွန်တော်နောက်ထပ်ကဘလို့ထပ်ပြီးတော့ယူသွားလို့ရလဲဆိုရင်ပေါ့နော်ဒီမှာကျွန်တော်တို့ရထားတာဒီ3ညာ5ပေါ့နော်ဒီ5ရဲ့ကျွန်တော်နှက်ခတ်ကိုဆက်ယူလိုက်မယ်နော်5နှက်ခတ်3ဆိုပြီးဒီကောင်ဒီကျွန်တော်တို့ဝမ်းကျင်းနော်3ညာ5 3ဝမ်းကျင်းဒီမှာပါထွက်တယ်3 4 5 9နှစ်ဆိုပြီးတော့ထွက်တယ်ဒီ3ညတည်အချိန်เนาะဒီမှာလက်ချက်ကြည့်မယ်ကျွန်တော်တို့နှစ်နှစ်ခတ်တည်4လို့ယူလိုက်မယ်เนาะဒီမှာထွက်သွားတဲ့ကဏ္ဍတည်3နှစ်4เนาะ3နှစ်4เนาะကာလာဘယ်မရှိဘူးโอเคဒါဆိုရင်ကျွန်တော်တို့ရှေ့က3ညတည်အချိန်ဖြစ်သွားတယ်ပေါ့เนาะဒီမှာလက်ချက်ကြည့်ပါမယ်เนาะဒီမှာကကျွန်တော်တို့ အာ83ဆိုပြီးတော့ရရတယ်ပေါ့နော်83ဆိုတော့33နှစ်ခတ်တိပါလေကျွန်တော်တို့ငါနော်3နှစ်ခတ်ငါနော်ဒီတော့356ဆိုပြီးတော့ထွက်တယ်356ဆိုပြီးတော့ထွက်တယ်နော်ရှေ့က8တိအချင်းနော်ဒါဆိုရင်ဒီမှာကကျွန်တော်တို့ဒီမှာ948ပေါ့နော်948ပေါင်းရင်းနံပါတ်တိ1နှစ်ခတ် sorry တပါဝါတိ6 6ရဲ့ကျွန်တော်တို့နှစ်ခတ်တိ9ဆိုပြီးတော့ကျွန်တော်တို့ရှိရယ်နော် အပေါ်ဟာလိုတာဆက်ပြီးတော့ပြီးခဲ့မယ်ဆိုရင်ဒီမှာရှည်သုံးလုံးဒီအချင်းရှည်သုံးလုံးဒီအချင်းရှည်သုံးလုံးဒီအချင်းဒီအလုံးဒီကျွန်တော်တို့ဒါအချင်းဖြစ်လာနိုင်တယ်เนาะ A 6ကိုအချင်းပေါ့เนาะဒါဆိုရင်ကျွန်တော်တို့ဒီမှာဘာထွက်မလဲဒီမှာတော့အချင်းပေါ့เนาะကျွန်တော်လုံးပိုင်းက1 6ရှိမယ်เนาะ1 6เนาะလုံးပိုင်းဒါပိုင်းပေါ့နော်အဲဒီမှာပိုင်းကလည်းကျွန်တော်လိုက်ကြည့်မယ်ဆိုနောက်ကအလုံးပဲနော်သူပါဝါပါဝါပါဝါနော် ဒီနေရာမှာဖြစ်လာနိုင်တာဒီပါဝါပဲပို့ပြီးတော့ဖြစ်လာနိုင်တယ်เนาะ6ဂီတာလုံးပိုင်းအနေနဲ့ဆွဲလို့ရပဲပေါ့เนาะပြီးရင်တော့အချိန်ကတော့ကျွန်တော်တို့ဒီပုံမှာလဲရှည်စုံကချိန်တယ်ဒီမှာလဲရှည်စုံဒီမှာလဲရှည်စုံဒီနေရာမှာလဲကျွန်တော်တို့ဒီလုံး1ကချိန်သွားနိုင်တယ်ပေါ့เนาะဒါဆိုရင်နောက်ထပ်တစ်ခုက1 6 9 10အချင်းဟုတ်ပြီနော်ဝန်ကြီးလေးနေ့ကတော့နောက်ထပ်ကျွန်တော်ထပ်ပြီးတော့ရှာပေးပါအောင်မယ်နော်ဒါအခု အာဒီကောင်လေးနဲ့တခါလဲတွေ့လို့တခါလဲပြလိုက်တာပေါ့နော်။ Okay ပါဒါဆိုရင်ဒီနေ့ကျွန်တော်တင်ပြသွားတာကလုံပိုင်ရယ်ကျွန်တော်တို့ဝမ်းကျင်းလေးရယ်ပေါ့နော်။အားလုံးပဲအဆင်ပြေကံကောင်းပါစေဗျ။ Bye bye ပါ။